ဆန်ချိုကိုခေါ်ဖို့ကိစ္စဗီဒီယိုသုံးပြီးပယ်ချလိုက်တဲ့မော်ရီညိုပြည်သူများအားလုံးမင်္ဂလာများမန်ချက်စတာဖောစုံကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်ကစားမတယောက်တွင်ချိန်ဆွမ်းကောင်းဖို့လူမှုဆက်ဆံရေးကောင်းဖို့စိတ်ဓာတ်ကောင်းဖို့ကလည်းအရေးကြီးပါရင်အသင်းစိတ်ဓာတ်ရှိမှဒီကစားသမားဟာအသင်းရဲ့ရေရှည်စီမံကိန်းမှာအံဝင်နိုင်မှာပါဒီလိုမဟုတ်တဲ့ကစားမတယောက်ဟာအသင်းတစ်ခုကိုပြောင်းရွှေ့နိုင်မှုဆိုတာခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်နေမှာလည်းဖြစ်ပါရင်မန်ချက်စတာနဲ့တောင်ပိုင်းကစားမခြေတန်းဆန်ချိုဟာပြဿနာတော့တယောက်လုံးနေမယ်ကြီးပါရင်ဒါကြောင့်လဲဖီနာပါချီနီးပြဟိုဆေမော်ရီညိုဟာ မန်ချက်စတာနဲ့တန်နီးပြရဝင်းအာမော်ရီနဲ့စကားပြောကြည့်ပြီးတဲ့နောက်ဂျေရန်ဆန်ချိုကိုခေါ်ယူဖို့ကိစ္စပေါ်ဗီဒိုအာနာသုံးပြီးပယ်ချလိုက်ကြောင်းသိရပါတယ်။မော်ရီညိုရဲ့ဖီနာပါချီဟာဒီနေရာဒီမှာအသင်းကိုအင်အားဖြည့်တင်ပြီးနောက်ရသည့်ဖလားကံပြောင်းနိုင်ဖို့ပြင်ဆင်နေပါတယ်။ဒီအတွက်မော်ရီညိုကတောင်ပိုင်းကစားမတယောက်အလုံးရှိနေပါတယ်။ဖီနာပါချီကမန်ချက်စတာနဲ့တန်နဲ့အဆင်မပြေဖြစ်နေတဲ့ဆန်ချိုကိုခေါ်ယူခြင်းနဲ့ပြင်မယ်။မော်ရီညိုကတော့ကိစ္စတွေကိုပိုတည်ကြစေချင်ခဲ့ပါတယ်။ဆန်ချိုကနီးပြအေဂျင်အလက်တက်ကနေက United မှာပြဿနာဖြစ်ခဲ့ပြီးဒေါမွန်ကိုရာသီဝက်အငှားထွက်ခဲ့ရပါတယ်။ ဒေါမွန်ကဆန်ချိုကိုပေးတဲ့ခေါ်ယူနိုင်ခြင်းမရှိတာကြောင့်ပြီးခဲ့တဲ့ရာသီမှာဆန်ချိုနဲ့ချဲစီကိုတရားသည့်အငှားထွက်ကစားခဲ့ရပါတယ်။ဆန်ချိုကဒေါမွန်ကိုချန်ပီယံလိဖိုင်နယ်အထိရောက်ရှိစေခဲ့တယ်လို့ချဲစီမှလည်း Conference League Champion ဖြစ်ဖို့တရတအားပါဝင်ကူညီပေးခဲ့ပါတယ်။ဆန်ချိုကိုချဲစီကပေးတဲ့ခေါ်ယူခွင့်ရှိခဲ့ပေမယ့်လာစာကိစ္စညှိနှိုင်းမရတာကြောင့်အပြောင်းအရွှေ့ပြက်ပြက်ခဲ့တယ်လို့ချဲစီကလည်း United ကိုစာချုပ်ဖောက်ပြန်မှုအတွက်ရောကြီးပေါင်၅တန်းပေးလိုက်ရပါတယ်။ ဆန်ချိုကိုအစ္စတန်ဘူကအလိုရှိနေခဲ့ပေမဲ့ချဲဆီရီယယ်မက်ထရီနဲ့ရိုမာတို့ကိုကင်တွယ်ခဲ့တဲ့ဘိုင်းရဲ့နေပြကြီးမော်ရီညိုကစုံစမ်းစရာတွေကိုအရင်စုံစမ်းပြီးတဲ့နောက်မှာဆန်ချိုကိုမခေါ်တော့ဖို့အသင်းကိုတောင်းဆိုလိုက်တာဖြစ်ကြောင်းလည်းသိရပါတယ်။တူရကီသတင်းထံကဖာနာတက်ရဲ့ဖော်ပြချက်အရမော်ရီညိုဟာဖီနာဘာချီဘုတ်ဖွဲ့ကိုတောင်းဝယ်ကစားမှအဖြစ်ဆန်ချိုကိုမခေါ်ဘဲတခြားတစ်ယောက်ကိုခေါ်ပေးဖို့အကြံပေးလိုက်တာကြောင့်ဆန်ချိုအပြောင်းအရွှေ့တခန့်ရက်သွားပြီလို့သိရပါတယ်။ မော်ရီညိုကလက်ရှိ United နေပြရိုမင်အမော်ရင်အကိုဆန်ချိုကြောင်းလှမ်းမိလိုက်တဲ့အခါဘားချောင်းဆန်ချိုကို Old Trafford ရဲ့ရေရှည်အစီအစဉ်ကနေဖယ်ထုတ်ခံလိုက်ရတယ်လို့ဆိုတာသိသွားခဲ့ပါတယ်။မော်ရီညိုနဲ့အမော်ရင်ကလည်းယင်းနေ့တဲ့ဆက်ဆံရေးရှိရာကြောင်းအမော်ရင်ကမော်ရီညိုကိုပုံဝင်လေးလေးပဲအကြံပေးလိုက်တယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။မော်ရီညိုဟာသူ့ရဲ့တင်းကျပ်တဲ့မန်နေဂျာစီမင်းစီကန်နေကြောင်းလူသိများပါတယ်။ဒါကြောင့်လဲမော်ရီညိုကဆန်ချိုရဲ့အပြောင်းအရွှေ့ကိုဆုံးဖြတ်ရမှာအမော်ရင်ပြောပြတဲ့ကစားမရဲ့မော်တီကင်းမဲ့မှုနဲ့ပရော်ဖက်ရှင်နယ်မဆန်မှုတွေကိုထည့်သွင်းစဉ်းစားခဲ့တာဖြစ်ပါတယ်။ မော်ရီညိုကဆန်ချိုဟာသူ့ရဲ့စာချုပ်အပေါ်သစ္စာရှိပြီးစူးစမ်းအထောက်လိမ့်မယ်ဆိုတာကိုယုံကြည်မှုမရှိသလိုကွင်းထဲမှာအသေးပဲရှိရှိအကျိုးရှိတဲ့ဂိုးပောင်ရင်ပတ်သက်မှုတွေပြုလုပ်ဖို့ထက်လာစာပေးချင်မယ်နေ့ကိုသာပေါ်ပြီးအာယုံစိုက်နေမယ်ကစားသမားမျိုးလို့ယူဆထားပါရင်တူရကီကိုပြောင်းရွှေ့ဖို့ကိစ္စကတော့ပြီးသက်သွားခဲ့ပြီမို့ဆန်ချိုကအီတလီမှာဘဝအသင်းစတင်ဖို့အတွက်ပဲစဉ်းစားဖို့ကြံနေပါရင် United ဟာ CDA ထိတ်တန်းကလန့် ယူမင်းနဲ့ရေ25တန်းတန်ကမ်းလန့်ချက်ကိုလက်ခံထားကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ကစားသမားတွေဆွေးနွေးမှုကလည်းနောက်ဆုံးဆင့်ကိုရောက်ရှိနေပြီးပြောင်းရွှေ့ခြင်းကိုအတည်ပြုနိုင်ခဲ့ပြီဆိုရင်သဘောတူညီချက်ရရှိတော့မှာဖြစ်ကြောင်းသိရပါတယ်။ဂျပန်နဲ့အာကစားဒရိုက်တာဒေမီယန်ကိုမိုလီကစန်ချိုရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့တိုင်းရိုက်ဆက်သွယ်နေပြီးဆွေးနွေးမှုတွေကလည်းတိုးတက်လာတယ်လို့သိရပါတယ်။တကယ်တော့အခက်အခဲတွေမရှိဘူးဆိုရင်တော့ကိုမိုလီနောက်တစ်ပတ်မှာဥရောပကိုပြောင်းရောင်းရင်အပြောင်းရွှေ့ကိုအပြီးတက်နိုင်လိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။မန်ချက်စတာယူနိုက်တက်ကတော့နောက်ထပ်ကစားသမားခေါ်ယူမှုတွေပြုလုပ်ချင်းကစားသမားဟောင်းတွေကိုအမြန်ရောင်းထုတ်သွားရမှာပါ။ ဆန်ချိုပင်ဂါနာချိုရက်ဖို့အန်တိုနီတို့လိုကစားမတွေကိုလည်းဆက်လက်ရှင်းထုတ်ရအောင်မှဖြစ်ပြီးယူနိုက်တက်အတွက်အလုံများတဲ့နေရာတွေဖြစ်နေမှာသိကြပါရင်ဟုတ်ကဲ့ပါဗျာဗီလင်ကလာပါမယ်နောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ